အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ချမ်းသာထိပေါက်ပြီးလက္ခဏာပိုင်ရှင်ကြောင်းလေးမြောက်ပြီးမှဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်မိတ်ဆွေများလည်းခုကျွန်တော်ပြောပြလိုက်တိုင်းပဲကိုလက်လေးကိုကိုပြန်ကြည့်လို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ကိုလက်လေးကိုကိုပြန်ကြည့်မယ်ကိုလက်လေးကိုကိုပြန်ကြည့်လိုက်လို့ချမ်းသာမဲ့သူထိပေါက်မဲ့သူတွေအလူကြီးတန်းကြီးပြေးနိုင်မဲ့လူတွေကဘယ်လိုလိုထူကြလဲဆိုတော့ဒါကျွန်တော်တို့အာယုလန်ကြောင်းပေါ့နော်ဒီလန်ကြောင်းနေလာပြီးအောက်ဥနာလေးမှာကျွန်တော်စိန်တုံးပုံစံမျိုးလေးအင်း အခုလိုမျိုးတွေစိန်တုံးပုံစံမျိုးတွေသုံးဖို့ကြောက်ကြောက်ပုံစံမျိုးတွေပါလို့ရှိရင်အဲ့လူတယောက်ကအသက်လေးရှည်ရမယ်အလူတန်းနေတဲ့အများကြီးပေးရမယ်လို့ဆိုလိုပါတယ်ဒါနံပါတ်1နံပါတ်2ကတော့ကျွန်တော်တို့တွေဒီညာလေးကိုကြည့်ကြည့်လိုက်ပါအဲဒီဒီညာလေးဒီလက်ညိုနဲ့ဒီလက်ညိုနဲ့လက်ခလဲနှစ်ခုကြားမှာသူလဲခုနလိုပဲအဲစိန်တုံးလိုလိုကြောက်တုံးလိုလိုဒီလိုမျိုးလေးပေါ့ အဲဒီလိုမျိုးလေးအတုံးလေးပါလဲဆိုလို့ရှိရင်လည်းအဲ့လိုအရစ်လေးထင်းထင်းလေးပါလဲဆိုရင်သိကြတယ်ဒီလူကလည်းလက်ထဲမှာငွေလုံးဝပြတ်မှာမဟုတ်ဘူးအမြဲတမ်းလှူဒန်းနေရမယ်ဒါနံပါတ်1ဒါနံပါတ်1ပေါ့နော်โอเคဒါနံပါတ်1ပေါ့နော်နံပါတ်3ကတော့ဒီနေရာကျွန်တော်တို့လက်တကြွယ်နဲ့လက်တန်းချားလေးကိုကြည့်လိုက်မယ်လက်တကြွယ်နဲ့လက်တန်းချားလေးမှာလည်းထုံနီးတူပဲပေါ့နော်ကျွန်တော်တို့လေဒီညာလေးမှာဒီလိုလေးအဲဒီလိုလေးအတုံးလေးပုံစံမျိုးလေးပါရင်လည်း အဲ့လိုကလည်းအမြဲတမ်းလက်လက်ထက်မှငွေတွေရွှင်နေလိမ့်မယ်အဒါနံပါတ်3နံပါတ်4ကတော့ကျွန်တော်တို့အဲ့နေရာလေးကိုအကြောင်းရင်းသုံးချောင်းသွားမယ်ဒီနေ့3အဲ့နေရာလေးကိုလည်းအကြောင်းရင်းသုံးချောင်းသွားနေမယ်ဆိုရင်လည်းဒီလူကလည်းအမြဲတမ်းပဲကျွန်တော်တို့လူဒီတန်းတွေပေးနေရမယ်မကြာခဏဆိုသလိုမဲပေါက်မယ်စုပေါက်စုမဲတွေပေါက်မယ်အဲ့တော့အဲ့လိုမျိုးတွေပေါက်စီပါတယ်ဗျာ ဲ့တော့ဒီနံနံပါတ်၄ကတော့အားလုံးသိထားကြတဲ့အတိုင်းပဲဂံမြက်ချက်ချီပဲဖြစ်ပါတယ်ဂံမြက်ချက်ချီဒီလိုနေရာမျိုးလေးမှာဂံမြက်ချက်ချီပါမယ်ဆိုလို့ရှိရင်လည်းဂံမြက်ချက်ချီပိုင်ရှင်နေရာအချိရတာအားနေပေမဲ့အချိရမြတ်တရီတော့ကန်ဆိုးတက်ပေမဲ့ခုလိုမျိုးငွေကြေးနဲ့စီဝါရဲ့အလူတန်းတွေမှာတော့အားတာနေတတ်ပါတယ်ဒါကနံပါတ်၄ပေါ်တော့နံပါတ်၅တော့ကျွန်တော်တို့ရဲ့ဒီလက်မှတ်ကိုကြည့်မယ်ကျွန်တော်ရဲ့လက်မှတ်ကြည့်မှာကျွန်တော်တို့လက်မှတ်မှာဒီလိုစပစီလေးအဲအဲ့လိုမျိုးစပစီလေးပါနေမှာဆိုရင်သိချပြီး ဒီလူဟာဘယ်တော့မှမစင်းရပါဘူးအမြဲတမ်းလူတန်းနေရမယ်ထိပေါက်ချမ်းသာမယ်ဂိမ်းမျိုးဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဘယ်ဘက်လက်မရော ဒီညာဘက်ဘဲညာကိုကြည့်လိုက်ပုံတော့ဒီလိုမျိုးနေရာလေးမှာကိုယ့်ရဲ့အလက်မှတ်ထဲမှာစပယ်စီပုံစံမျိုးလေးအရစ်လေးပါတချို့ကလည်းဒီလိုမျိုးညာမျိုးဟာနေမျိုးတွေရှိတယ်တချို့ကဒီပုံမှာဟာနေမျိုးရှိတယ်တချို့ကဒီမှာဟာနေမျိုးရှိတယ်အဲ့လိုနည်းနည်းလေးဟာမယ်ဆိုလို့ရှိရင်တော့မကြမကြတော့ဒုက္ခရောက်တတ်တယ်ဒါပေမဲ့ခန္ဓာအတွင်းမှာမပြင်းလဲအဆင်ပြေသွားတတ်ပါလေဗျလုံးဝအဟာတွေအပွင့်တွေမရှိဘူးလုံးဝစိနေရာပဲဒီလိုမျိုးကြီးဟိုလိုစပယ်စီပုံစံမျိုးကြီးအဲ့လိုမျိုးတန်တန်ဖြစ်နေတော့အလုံးလိုက်ဖြစ်နေတော့တေချာတယ်အဲ့လူဘယ်တော့မှဒုက္ခမရောက်ဘူး မြင်တဲ့လူတန်းနေရမယ်မြင်တဲ့ချမ်းသာနေမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီတိုင်းမှာတနေရာလေးမှာအဟာလေးဒီနေရာလေးမှာအဟာလေးနည်းနည်းအဟာလေးပိုင်တော့မကြမကြဒုက္ခရောက်တတ်တယ်သုံးမဟုတ်ပြန်လဲပြီးတော့ဒုက္ခရောက်လဲခဏပဲမကြခင်တွင်းမှာပြန်လဲပြီးအဆင်ပြေတတ်ပါတယ်ဗျအဲ့တော့ဒီဟာလေးပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ခုလို1ကျွန်တော်တွေ2 3 4 5အခုလို့ဒီ5ခုဒီလိုထင်းထင်းရှားရှားကြီးပါတဲ့လူတွေအဲ့လက္ခဏာပိုင်ရှင်တွေကြည့်ကြည့်လိုက်ပါ ဘယ်တော့မှသူတို့ဘဝမှာမဆင်းရဲပါဘူးဆင်းရဲဒုက္ခတွေ့လဲခဏပဲချက်ချင်းပြင်းလဲအဆင်ပြေသွားတယ်အဲ့တော့ဒီနေရာလေးမှာတစ်ခုနှစ်ခုသုံးခုဒီသုံးခုပါလို့ရှိရင်တော့ကျွန်တော်တွေအဲ့လူဟာထိပေါက်မယ်ချမ်းသာမယ်အလူတန်းတွေလောက်အောင်မယ်ဒီလိုနေရာမှာပါမယ်ဆိုရင်တော့ဒီလူဟာအမြဲတမ်းအလူရည်ဆက်လက်လက်နဲ့မခွာဖြစ်နေရမယ်အမြဲတမ်းလူကြီးတန်းစင်းတွေပေါက်နေမယ်မကြမကြပဲသူစီမံငွေတွေအမြောက်များရရှိမှာပဲအဲ့တော့ဒီဟာလေးတွေအလုံးပြည့်စုံတဲ့လူကရတော့ဘဝမှာမြန်မြန်ပြည့်ပြည့်စုံစုံနဲ့ချမ်းချမ်းသာသာနဲ့နေရမယ် အဲ့တော့လူနံတန်းနိုင်နေရမယ်အဲ့တော့ဒီ1 2 3 4 5ခုတည်းမှာ3ခုပိုင်လဲကောင်းတယ်နှစ်ခုပိုင်လဲအတင့်တင့်ကောင်းနိုင်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီဟာဒီဟာလေးတွေစုံရှိလားမရှိလားဆိုတော့ကိုယ့်လက်မှာပြန်ကြည့်လို့ရပါတယ်ရှိတယ်ဆိုလို့ရှိရင်မိတ်ဆွေများဝမ်းသာလိုက်ပါတော့အဲ့တော့တခါကြလို့ရှိရင်ဒီဟာမျိုးလေးတစ်ခုမှမရှိဘူးဒါကျွန်တော်ဆိုကြည့်ကြည့်လိုက်ဒါမှလည်းဒီ ီမှာလည်းစီတော်စီတယ်တိတ်ထင်ရှားရေးမရှိဘူးနည်းနည်းတော့ပြက်တာလေးရှိတယ်ဒါမဲ့စပယ်စီတော်ရှိတယ်အဲ့တော့ဒီနေ့မှာလည်းကျွန်တော်မရှိဘူးဒီမှာလည်းမရှိဘူးဒီမှာလည်းမရှိဘူးဒီမှာလည်းမရှိဘူးကျွန်တော်ဒီညမှာနည်းနည်းရှိတယ်အဲ့တော့ဒီညမှာလည်းနည်းနည်းရှိတယ်ကျွန်တော်လည်းဒီနှစ်ခုပဲရှိတယ်ဒါမဲ့ကျွန်တော်ကျွန်တော်လည်းဟိုစဉ်းစားရရင်မဟုတ်ပေမဲ့နည်းနည်းစားနိုင်ဟိုနည်းနည်းစားနိုင်တော့တယ်လည်းနည်းနည်းအချိန်မျိုးပေါ့နော်ချမ်းသာရတော့မဟုတ်ဘူးအစီအပြေတဲ့အချိန်နှာမျိုးမှာရှိတယ်ကျွန်တော်မိတ်ဆွေများကဒီငါးခုတည်းကဘယ်ဟာလေးပါတယ်ကျွန်တော်ပြောခဲ့ပါဦးเนาะပါရင်လည်း โอเคကျွန်တော်မိတ်ဆွေများဘယ်နဲ့ပါလဲဆိုတော့ကမ္မမရေးပေးကပေါင်းမြအားလုံးပဲထိပေါ့ချမ်းသာလူတန်းနေကြပါစေဗျာ